အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပြည့်ပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒါကျွန်တော်ညီလေးညီဖြစ်ပါစေလို့ဒီညကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲလက်ရှိမှာဒါကျွန်တော်ဒီနေ့နိုင်ပွဲကတော့ liverpool အသင်းကိုတော့ premier league champion ဖြစ်စေဖို့အတွက် တေချာသွားစီခဲ့တဲ့နိုင်ပွဲတပွဲဖြစ်လို့သွားခဲ့ဖြစ်တယ်အဲ့တော့ဒါကျွန်တော်အာဒီစလော့ရဲ့ပထမဆုံးယာဒီမာတင်ကိုပဲဒါကျွန်တော်လစ်ဗာပူးအသင်းနေနဲ့ဆူဖလားကိုဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာဒီနေ့ပိုဆမ်တာဝက်ဆမ်တင်ကိုလည်းချီချူပါရတာဝက်ဆမ်တင်ရဲ့ဒုတိယပိုင်းခြေစွမ်းကတကယ်ကိုကြောက်ခမန့်လီလီဖြစ်ခဲ့ပြီးတကယ်ကို next level ဆန်နဲ့ဒါကျွန်တော်တို့လုံးဝ Graham Potter ရဲ့အသင်းကိုတွေးခဲ့ရတယ်ပေါ့နော် Graham Potter အသင်းနဲ့မင်းတို့ကိုဒါဖလားပေးမယ်ဆိုရင်တော့ငါတို့ကလွယ်လွယ်ကူကူပေးမှာမဟုတ်မင်းတို့အနေနဲ့ ိုက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုစ조사ရမယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ WhatsApp အသင်းစီကနေမြင်ခဲ့ရတယ်ဒါကြောင့်မို့လား WhatsApp အသင်းကိုလည်း congratulation လုပ်ချင်တယ်ဒါပေမဲ့ဒီနေ့မှာပထမဆုံးနဲ့ congratulation လုပ်ချင်တာတော့ Liverpool အသင်းမှာဒါကျွန်တော် Liverpool အသင်းနဲ့ဒါကျွန်တော် Premier League တိုက်တဲ့ဒါကျွန်တော်တို့ရရှိတော့မှာဖြစ်တဲ့အနေအထားတစ်ခုကိုရရှိသွားခဲ့ဖြစ်တဲ့ပြောချင်တာကလက်ရှိမှာဒီနေ့ပွဲစံကတော့ Liverpool အသင်းအနေနဲ့ဒါကျွန်တော်တို့ခြေစွမ်းရပထမပိုင်းမှာတော်တော်လေးကိုကောက်ခဲ့မြဲဒုတိယပိုင်းမှာတော်တော်လေးကိုအားနေခဲ့တဲ့ Liverpool ရဲ့ဒါကျွန်တော်တို့ခြေစွမ်းကိုတွေ့နေမြင်နေခဲ့ရတဲ့အချိန်တွေကိုတွားခဲ့ရတယ်မှာပါတော့ပြောချင်တာကလက်ရှိ Liverpool ဦးသိန်းနေနဲ့ဝက်ဆမ်မသိန်းကိုယင်ဆိုင်ရတဲ့အချိန်မှာဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ချန်ပီယံလူပွဲပုံစံမျိုးကိုကစားခဲ့ရတယ်။ဗာဂျယ်ဗန်နက်ကဒီနေ့ရဲ့ဒါကျွန်တော်ပထမအဆုံးဒါပရီးမီးယားလိဂ်တွင်းကိုကိုတွင်းခဲ့နေမှာစတောင်နဲ့တွင်းခဲ့တယ်လို့ပြောလို့ရတယ်။သူ့ရဲ့တွင်းကိုကလက်ရှိဒါလီဗာပူးသိန်းရဲ့ဆူဖလာကိုစွတ်ခူးပေးနိုင်လောက်အောင်ထိကိုဒါကျွန်တော်တို့တော်တော်လေးကို crucial ဖြစ်သွားခဲ့နေတာမှာရှိ။အဲ့တော့လီဗာပူးသိန်းနဲ့ဒါကျွန်တော်တို့လာမယ့်နှစ်ပွဲဆက်ကိုဒါနိုင်လိုက်ခဲ့မယ်ဆိုရင်တော့တေချာတာတခုကတော့လီဗာပူးသိန်းကတော့ပရီးမီးယားလိဂ်တိုက်တယ်ကိုရမယ်လက်ရှိလာမယ့်ကမ်းမဲ့သင်းတွေကတော့ဒါလက်စတာစီးတီးနဲ့တော်တန်ဟ မှာ spread thing တွေကိုကန်အမ်းမဲ့အတွက်ကြောင့်မို့လားကျွန်တော်ဖလားကတော့တေချာတော့နီးနီးဖြစ်သွားပြီလို့ပြောလို့ရမယ်ဒီမှာပါအရင်တော့ဒါကျွန်တော်လက်တစ်ဖက်တွေလက်နှစ်ဖက်တွေမြောက်တာမဟုတ်ပဲねလက်ရှိမှာဒီဖလားကိုအိမ်တည်သွားဖို့အတွက်ပြင်ဆင်လို့ရနေတာဖြစ်သွားပါဆိုတော့လက်ရှိမှာအာဆန်နိုသင်ကလည်းမထင်မှတ်ပေးနေတာကျွန်တော်တို့တေချာသွားခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်က Liverpool သင်တို့ကသိပ်ပြီးတော့ချုံမြင်စရာကောင်းတဲ့ပွဲတွေဖြစ်ခဲ့တယ်တစ်ဖက်က West Ham သင်ကတော့ပြောရမယ်ဆိုတော့ဒါကျွန်တော်တစ်ဖက်က Spa သင်ရှုံးနေမှုကိုခွင့်ကောင်းမယူနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လားသူတို့အနေနဲ့အခုလက်ရှိမှာတန်းစင်းစုံရဲ့တနည်းအားအပေါ်အဆင့်16နေနေရာမှာတိုင်ပတ်နေဖြစ်ခဲ့တယ်အဲ့တော့ West Ham မ်သင်ကလည်းမနိုင်ပြောင်းကန်ဆိုးပါတယ်သူတို့ဒါကျွန်တော်တို့ဂရီဟမ်ပေါ်တာရောက်လာပြီးခဲ့တာကျွန်တော်အသင်းကြီးတွေနဲ့ပဲတောက်လျှောက်တွေ့နေခဲ့ပဲအခုလက်ရှိအခြေအနေတွေက သိပ်ပြီးတော့ဒါကျွန်တော်တို့အရန်ကြီးဟိုပြောစီရတာဒုတိယပိုင်းမှာဒီနေ့ပုံစံလားဝက်ဆမ်သင်းကိုခုနပိုင်းဘူးလားဒီပွဲစဉ်မှာတင်းတင်းကြပ်ကြပ်ပြန်ကြည့်တဲ့ပုံမှာတော့ဂရီယန်ပေါ်တာနဲ့မဆိုးဘူးဗျသူ့အသင်းကိုသူနားလေဘူးကျူးစားနေတယ်ဒါပေမဲ့တစ်ခါခါကျရင်မြင်ကြည့်ရတာတကစားသမားတွေရဲ့ individual skill တွေကအစတော်တော်လေးကိုညံ့တယ်လို့မျိုးလေဥပမာလက်ရှိမှာဒီနေ့ပုံစံမှာဒါကျွန်တော် cancel ပိုင်းမယ်ဒါကျွန်တော်ခုနပုံစံ Virgil van Dijk တိုက်သွားတဲ့အသင်းကမှာဆို Virgil van Dijk နဲ့ဒီနေ့ပုံစံမှာစိတ်တက်နေပြီအနိုင်ယူသွားခဲ့တဲ့ပုံစံမျိုးကိုအပြည့်အဝတွေးခဲ့ရတယ်မှာပါအဲ့တော့ဒီနေ့တပွဲလုံးကိုခြုံကြည့်လိုက်မယ်ဆိုတော့ Liverpool အသင်းကဒါစိတ်တက်နေအနိုင်ယူသွားခဲ့တဲ့အထက်မှာဒါပေမဲ့ခြေစွမ်းရကြည့်မ ဲ့ဆိုရင်တော့တကယ်ကိုအားရစရာဘာမှကိုမရှိခဲ့တာအမှန်ပဲတသသိန်းလုံးနေထားရတာလိုအပ်ချက်များစွာကိုလီဗာပူးသင်းမှာမြင်နေခဲ့ရတယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်နီးပြအနေနဲ့ဆိုဘိုစလိုက်နေရာမှာကာတက်စ်ဂျုံပြောင်းလဲတာကလွင်ဒါကျွန်တော်စီမီကတ်ကိုပြောင်းလဲတာကလွင်တိပိပြောင်းပြီးမြတ်စရာပြောင်းလဲမှုလည်းတွေ့ခဲ့ရတာဒီနေ့ပေါ်စမှာဒီကိုဂျိုတာကိုဆက်ပြီးတော့နီးပြအနေနဲ့ဆက်လက်ပြီးဒါကျွန်တော်တို့နေရာပေးခဲ့တဲ့သဘောမှာရှိတယ်တစ်ဖက်ကလည်းဒါကျွန်တော်တို့လာဖူဟန်သင်းလို့ဆိုပြီးဝါဆမ်သင်းနဲ့ခုလက်ရှိမှာဒီနေ့ပေါ်စမှာ352ဆိုတဲ့ပုံစံမျိုးကိုတုံးလာခဲ့ပြီးတော့ဂျရက်ဘူဝင်နဲ့ကျွန်တော်တို့မိုဟာမက်ကူဒက်စ်နှစ်ယောက်ကိုဒါတော့တိုက်စစ်ပုံစံမျိုးတင်ခဲ့တယ်လက်ရှိမှာပြဿနာကဒါကျွန် တော်တို့နီးပြအနေနဲ့ Nicholas Fulcrack ကိုအပြည့်အဝမယုံကြည်သေးတဲ့အတွက်ကြောင့်မတိုက်စင်နေမှာလုံးဝနေရာမပေးသေးဘူးတွေ့ရမယ်ဒါပေမဲ့ဒီနေ့ပွဲစမှာ WhatsApp မသိနဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းမှာတော်တော်လေးကိုကွာခြားတယ်ဒုတိယပိုင်းမှာဒါ Graham Potter ရဲ့ဒီစနစ်ကိုတော်တော်ကြီးကိုကောင်းကောင်းကင်ကင်မြင်ခဲ့ရတယ်အသက်တွေကိုလည်းမြင်ခဲ့ရတယ်ပေါ့မရှိအကဲဒါ Graham Potter ကိုလာမယ့်နှစ်မှာဆက်ထားမယ်ဆိုရင်တော့ WhatsApp မသိနဲ့နေရာတနေရာကိုရောက်နိုင်မယ့်ဥစ္စာကိုကျွန်တော်တွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာ Liverpool တင်းနဲ့လာမယ့်နေရာဒီမှာဒီ squad ကတော့ဒါတည်တည်ချာချာပြောရမယ်ဆိုရင်တော့လာမယ့်နေရာဒီမှာတစ်ဖက်အသင်းနေနေပူကောင်းလာခဲ့မယ်ဆိုရင်တော့ Liverpool တင်းဒီ squad ကရေရှည်ရ မလို့ဒါအပြင်ပြောစရာနောက်တစ်ခုရှိလာခဲ့တဲ့လီဗာပူးသစ်နေနဲ့ခုနောက်ပိုင်းမှာဒါတိုက်စစ်မှုဆစ်စစ်တယောက်လူလာခဲ့ပြီဆိုတဲ့သဘောပါပဲဒီကိုဂျိုတာလာတဲ့ဒါအဆင်မပြေဘူးနာဝင်နူးနက်စ်ထဲတဲ့အဆင်မပြေဘူးအဲ့တော့လီဗာပူးသစ်မှာရုတ်တရက်ကြည့်မယ်ဆိုတိုက်စစ်မှုမရှိရတဲ့တင်းတင်းလူတော်မြင်ရမယ်တဲ့မှာပါဒါပေမဲ့တကယ်တမ်းပြင်စစ်စစ်ကြည့်မယ်လီဗာပူးသစ်ကတိုက်စစ်မှုတွေရှိတယ်ဒါပေမဲ့ရှိတဲ့တိုက်စစ်မှုတွေကတကယ်တမ်းပြင်စစ်စစ်ကြည့်မယ်အပုံးမကျတဲ့ဒါတိုက်စစ်မှုတွေဖြစ်နေတဲ့သဘောမှာရှိတယ်ပေါ့နော်တပွဲလုံးတိုင်းတားရမြင်ရမယ်ဆိုလီဗာပူးရဲ့ဒီနေ့ပွဲစဉ်ရတာကွင်းလယ်ဘက်ကတော်တော်လေးကိုဒါကျွန်တော်တို့စားသွားခဲ့တယ်လို့မြင်တယ်ကွင်းလယ်ဘက်တိုင်းမှာဒါကျွန်တော်တို့မက်ကလစ်စတာဂရာဗန်ဘက်ဒါ ကျွန်တော်တို့ကာတစ်ဂျုံကကျွန်တော်အဲ့လောက်တော့မကြိုက်ဘူးဒီနေ့ပုံစံမှာဒါပရဂရမ်မဲနဲ့မက်ဂလစ်စတာတို့ရဲ့တွေးလုံးတွေကဒီနေ့ပုံစံမှာတစ်ဖက်ရတာကျွန်တော်ကောင်းလာပါတယ်ဆိုတဲ့ပက်ကတာဝပ်ပရော့စတာဆိုလာတို့အုပ်စုကိုလှုပ်ချင်တိုင်းလှုပ်ပြခဲ့တဲ့အနေထားမှာရှိရတော့ဒီနေ့ပွဲစဉ်ရတာကက်တင်ရှင်ကတော့ဒါကျွန်တော်တို့ရေဂျယ်ဗန်ဒိုက်ပဲပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ရီဂျင်စရာတစ်ခုကဘာလဲဆိုတော့ဒါကျွန်တော်တို့အန်ဒရူရောဘစ်ဆင်ပဲအန်ဒရူရောဘစ်ဆင်နဲ့သူ့အနေနဲ့ဒါကျွန်တော်ပြီးဆုံးသွားခဲ့ပြီလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့မေးရမယ်တဲ့မှာပါပါတယ်အန်ဒရူရောဘစ်ဆင်နဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်သိကြတယ်မယ်လီဗာပူးအသင်းနေနေတာကရာကက်စ်ဒါမှမဟုတ်ဒါအန်အန်တိုနီရောဘစ်ဆင် ဲ့ဒါအစားထိုးဖို့အတွက်ကြိုးစားနေတဲ့အနေအထားမှာအခုလက်ရှိမှာဘာလို့ဒီကစားသမားကိုပို့ပြီးတော့အစားထိုးလို့ရရမယ်ဥစားအစားထိုးတဲ့လဲဆိုဆက်လက်ပြီးပြသခဲ့အဲ့တော့အန်ဒရူးရောဘင်ဆန်ကလက်ရှိမှာပြိတ်သက်တည်းရဲ့ဒါကျွန်တော်တို့ပြောရရင်မလွတ်အောင်လုပ်ပြခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ corner bread တွေကိုလည်း minute 60အပြည့်နီးပြမသုံးခဲ့တာဂရန်ယာကြောင့်ပို့ဆိုးသွားမဲ့အနေထားတစ်ခုရောက်သွားကမှဖြစ်တဲ့အကြောင်းမို့လားနီးပြနေနဲ့မသုံးခဲ့တာ100%ကျွန်တော်လက်ခံလို့ရတယ်မပေါ့အဲ့တော့ corner bread လေးပါလာတဲ့အချိန်မှာဆာလာကအနည်းငယ်များဒါကျွန်တော်ပို့ လုတ်လုတ်လုတ်ခွင့်ပူရခဲ့တယ်ဗောနော်လုတ်ပိုင်ခွင့်ပူရတယ်ဒါကျွန်တော်ဆာလာရဲ့ပေပိုမူဝတစင်ဒါကျွန်တော်တို့လူဝဲ CS ကနေတွင်းသွားခဲ့တယ်ဒါကျွန်တော် simple ပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဆာလာကဒါဆာလာပါပဲသူကဒါကျွန်တော်တို့ contract ရဲ့ဒါကျွန်တော်တို့အဲလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာပြန်ကြည့်အောင်လက်ရှိဒါကျွန်တော်ဆာရုပ်တန်နှစ်နှစ်တိုးမဲ့ကစားသမား၂ယောက်လုံးကဒီနေ့ပွဲစဉ်မှာအသေးအရေးပါတဲ့အခန်းကဏ္ဍမှာပါခဲ့ခဲ့တယ်ဒါလီဗာပူးရဲ့လက်ရှိတောင်ပန်ကစားသမားဖြစ်တဲ့မိုဟာမက်ဆာလာကဒါတွင်းကိုတလုံးကိုပံ့ပိုးကူညီပေးတယ်ဗန်ဒိုက်ကလက်ရှိမှာဒါကျွန်တော်တို့ သွင်းကိုကိုယ်တိုင်သွင်းခဲ့တာဖြစ်တယ်အဲ့တော့ဘာကျင်တာလက်ရှိမှာလီဗာပူးအသင်းအနေနဲ့မိုဟာမက်ဆာလာနဲ့ဗန်ဒိုက်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အရေးပါတဲ့ crucial ဖြစ်လို့ねကစားသမားတွေကိုဆက်လက်ပြီးတော့တွေ့နေမြင်ခဲ့ရတယ်အဲ့တော့တစ်ဖက်ကဒါကြောင့်ဝက်ဆန်အသင်းကိုကြည့်အောင်ဝက်ဆန်အသင်းเนี่ยအခုလက်ရှိဒါကျွန်တော်တို့နီးပြအနေနဲ့ဒါ fullback ကစားသမားတွေ wingback ကစားသမားတွေ1 passer ကဒါတော်တော်လေးကိုမစိုးတိုးတက်လာတယ်ပြောလို့ရတယ် United အသင်းက1 passer ကနဲ့တော်တော်လေးကိုကွဲပြားချားနာတဲ့ drive wingback က1 passer ကိုတွေ့ခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာနီးပြအနေနဲ့မယုံကြည်လို့ပဲလားမသိဘူးဒါကျွန်တော်58အသက်16နှစ်အရွယ်ပဲရှိသေးတယ်စကားလက်ဆိုတဲ့ chart လေးကိုထည့်ခဲ့တယ်ဒါပေမဲ့ပြတ် သနာကဒီ Scarlet Store ခြာတိတ်ထဲအနေကမိုဟာမက်ဆာလာနဲ့ Corner Bradley လို့လို့ဒါကြောင့်တကယ်ကိုအတွဲလုံးမိနေတဲ့အချိန်မှာထဲတဲ့အချိန်မှာဘာမှမမှာ Scarlet ဘာမှလုံးလုံးမရဘူးလို့မြင်တယ်အဲ့တော့ နီးပြအနေနဲ့ဒါကျွန်တော်တို့98မိနစ်မှာဆူဖယ်ကိုလဲလိုက်တာတော်တော်လေးကိုမှန်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲဒီအချိန်မှာဒါကျွန်တော်ဆာလာနဲ့တန်ဘူအော်တိုမက်တစ်ကျသွားပြီးတော့ဘရက်လီဘာထွက်သွားတဲ့အချိန်မှာဆာလာကလုံမရဖြစ်သွားခဲ့တယ်အဲ့တော့လက်ရှိမှာဆာလာကောင်းနေတာဖူဘက်တွေကောင်းလို့ဆိုရဲဥစ္စာကတဖြည်းဖြည်းနဲ့ပေါ်ပေါ်လွင်လာတယ်အဲ့တော့ရိုက်ဘက်နေရာမှာဒါကျွန်တော်ဘရက်လီထွက်သွားတဲ့အချိန်မှာဆာလာကအော်တိုမက်တစ်ကျသွားတာကကြည့်မယ်ဆိုရင်တော့ဆာလာနဲ့နောက်ကနေ overlap လိုက်လို့ပြီးတော့ဒါခုနပေါ်တယ်ရန်နေလိုက်လို့ပြီးနိုင်မယ်ဒါဖူဘက်ကစားသမားကောင်းကောင်းတယောက်ရှိမယ်ဆိုရင်သူ့ပါအော်တိုမက်တစ်ခြေတက်လာနိုင်မယ်ဆိုရင်ဒါအဲ့တော့လာမင့်နွေရာဒီမှာတေချာတို့က corner Bradley မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ Alexander Arnold ထွက်သွားခဲ့ရင် right back နေရာမှာကစားသမားကောင်းတစ်ယောက်ကိုခေါ်ကိုခေါ်ရမယ်ဆိုဆက်လက်ပြီးတော့ဒီနေ့ပွဲစဉ်ကပြတ်သားခဲ့တော့ဒီနေ့ပွဲစဉ်မှာထပ်ပြီးကြည့်မယ်ဆို Liverpool တင်းမှာတကယ်တမ်းပြန်ကြည့်မယ်ဆိုရင်ဟိုတိတ်ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့ဘာမှကိုဟိုမြမြဆဆမလုပ်ပြနိုင်ခဲ့တဲ့အနေအထားတစ်ခုပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒါ Diego Jota ဆိုတဲ့နေရာမှာဒါကျွန်တော်တို့ Cody Gakpo ထည့်တယ် Cody Gakpo ကသူ့ရဲ့ natural position က center forward မဟုတ်တော့ကြောင့်သူက left wing ကစားဖြစ်တော့ wing မှာပိုကောင်းတယ်လို့ကျွန်တော်မြင်ခုနပြောခဲ့လို့ပဲလက်ရှိမှာ Liverpool မှာတိုက်ဆက်မှုနည်းအောင်ရှိတယ် Diego Jota နဲ့ တာခုနပေါ်သူပဲဒါဒါဝင်နီးစ်ဒီကိုကြိုတာလည်းမကောင်းဘူးဒါဝင်နီးစ်လည်းမကောင်းဘူးနှစ်ယောက်လုံးလက်ရှိမှာမကောင်းအဲ့ဒါကလက်ရှိလီဗာပူးရဲ့အကြီးမားဆုံးပြဿနာတစ်ခုလို့ကျွန်တော်အနေနဲ့မြင်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါခုနပေါ်သူပဲလီဗာပူးသင်းရဲ့ဒါစာချုပ်တက်တန်းကတကယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့လုံးဝဟီးရိုးတယောက်မက်ကလစ်စတာကိုလက်ရှိမှာဖူဘောကဒီနေ့ပွဲစဉ်ရဲ့လုံးဝဟီးရိုးကလည်းအလစန်ဘက်ကပဲအလစန်ဘက်ကနဲ့ကျွန်တော်အန်ဒီရောဘစ်စင်ကိုကိုကိုသွေးနဲ့လုံးဝလွင်ရတာတကယ်ကိုအလစန်ဘက်ကကဒီနေ့ပွဲစဉ်မှာတကယ်ကိုချီးကျူးရမယ်ဒါကျွန်တော်တို့ဘိုဝန်ရဲ့အပိုင်အလုံးဆိုတဲ့ဒါကျွန်တော်တို့အလစန်ဘက်ကရဲ့ဒါကျွန်တော်တို့ကာကွယ်ပေးအဲ့တော့ အရေးကြုံလာပြီဆိုရင်ဒါကျွန်တော်ဂိုးသမားတက်ကဘလောက်အရေးပါလဲဆိုတော့ Alison Becker ကိုကြည့်ရင်တွေ့ရမှာတော့ပါကျွန်တော်ဒါလက်ရှိ Premier ကပ္ပရဲ့ကပောင်းမှာအကြိုက်ဆုံးဂိုးသမားတွေယူပါဆိုတော့ Alison Becker နဲ့ဒါတိဘူ Contest နှစ်ယောက်ကိုလက်လက်ညှိုးထိုးပြရမှာတော့ပါတယ်တကယ်ကို next level ဆန်နေဒါကျွန်တော်ကစားသမားတွေအသင်းတွေဆိုတာကိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်နေမြင်နေအဲ့တော့ Liverpool နဲ့ဒီနေ့ပုံစံမှာဒါ fully appreciate လို့နေနေပုံစံမှာဒါအမှန်တိုင်းပြော Liverpool ရဲ့ဒုတိယပိုင်းရှင်ဆိုတာတော်တော်လေးကိုညံ့နေဒါပေမဲ့ at least တော့ it get jobs အလုတ်ကိုပြီးအောင်လီဗာပူးသင်းနဲ့လုတ်ပြနိုင်ခဲ့ကြအောင်အင်မတန်မှချီကျူးပါတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရေးပြောချင်ပါတယ် congratulations ပါလီဗာပူးရဲ့ premier league title ကတော့ခမရတို့ဥစားဖြစ်ဖို့အတွက်တေချာလောက်နေနေဖြစ်သွားပါပြီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4 တို့မှာကျင်းနေစံပေါအောင်ကိုညွှန်လို့ရပါတယ်မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျက်စောကိုညွှန်ပြလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျမြန်မြန်လေးလက်က လစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ဒီ before you တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးဖို့အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တောက်ကုန်ပြပါအောင်နောက်မှကျွန်တော် AC တွေ့ကြရအောင်ပေါ့ဒေးဗော်ဗျာ